အမြဲတမ်းခဏခဏကြားနေကြစကားပေါ့နော်တချင်းတွေအော်ဆိုတာမျိုးတွေပြီးလို့ရှိရင်စကားတွေကြဲကြဲအော်နေတာမျိုးတွေဆိုလို့ရှိရင်လိုက်ကောင်းဖြစ်မယ်ထွက်မယ်နော်လိုက်ကောင်းထွက်မယ်နော်ဆိုပြီးတော့ပြောလို့ရှိတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းတော့လိုက်ကောင်းဖြစ်လားမဖြစ်လားဆိုတာသေချာသိရတဲ့ဘလို့လက္ခဏာမျိုးဆိုလို့ရှိရင်လိုက်ကောင်းဖြစ်နိုင်လေဖြစ်လာရင်ရောပါတွေကိုသတိထားရမလဲမဖြစ်အောင်ရောဘလို့ကောက်ွယ်နေထိုင် ရမလဲဆိုတာကိုဝီကမျှဝေပေးမှာဖြစ်ပါတယ်เนาะအားလုံးမင်္ဂလာပါเนาะဝီ sharing channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะ ိတ်ကောင်းစားဖြစ်လာပြီးဆိုလို့ရှိရင်ဘလို့လက္ခဏာတွေကိုပြစေလဲဆိုလို့ရှိရင်ဥပမာဝန်းသွားရင် မနာကျင်ပဲတွေးထွက်တာမျိုးတွေစိုးဝါးတဝိုက်မှာရာတာမျိုးတွေဆက်တာမျိုးတွေပြီးလို့ရှိရင်နာတာမျိုးတွေနေရခတ်တာမျိုးတွေเนาะစိုးဝါးတဝိုက်မှာဆိုလို့ရှိရင်ရောင်ရမ်းလာတာမျိုးတွေစိုးဝါးမှာဆူးလာပြီးလို့ရှိရင်အထီးမခန့်တာမျိုးတွေเนาะ သွေးခဲပိုက်တဲ့လက်ကောင်ရောကလည်းဖြစ်စေနိုင်ပါတယ်เนาะအဲ့ဒါဆိုလို့ရှိရင်ဒီလက်ကောင်ပိုင်ရှင်တွေကရောတိတ်တာထိတဲ့အမျိုးအစားတွေထဲမှာဆိုလို့ရှိရင်အသွင်းလက်ကောင်ပေါ့เนาะစအုပ်အသွေးမှာပဲဖြစ်တဲ့လက်ကောင်ရောကအမျိုးအစားဖြစ်လို့ပုံမှန်အားဖြင့်မမြင်ရဘူးပေါ့เนาะလက္ခဏာလည်းတိုက်ပြီးတော့မခံစားရဘူးနေရခတ်တာနားကျင်တာတွေဖြစ်ခဲပါတယ်ဒါပေမဲ့ဝန်းသွားတဲ့အခါမှာဆိုလို့ရှိရင်ဒီလက်ကောင်ပိုင်ရှင်တွေကလက်ကောင်ရဲ့မျက်နှာအပြင်ကိုပုံးစေထိစေတာကြောင့်အသွေးတွေလည်းထွက်စေ ိုင်ပါတယ်နော်ဒါဆိုလို့ရှိရင်အသွင်းလိုက်ကောင်းရှိပြီးတော့အပြင်လိုက်ကောင်းကရော အပြင်လိုက်ကောင်းမှဆိုလို့ရှိရင်စိုးဝါးသွိုက်မှာအရေပြားအောက်တွေမှာရှိနေတတ်ပါတယ်နော်အပြင်လိုက်ကောင်းကြောင့်ရာရန်တာမျိုးတွေတွေးထွက်တာမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်နော် ပြီးလို့ရှိရင်ဒီမျိုးစားတွေထဲမှာပဲတခါတလေတွေဆိုလို့ရှိရင်သွေးတွေကစုနေပြီးတော့သွေးခဲတာမျိုးတွေလည်းဖြစ်ပေါ်စေနိုင်တာเนาะဒါကြောင့်မို့လို့ဒီလက်ကောင်းပိုင်ရှင်တွေကပြင်းထန်တဲ့နာကျင်မှုတွေရောင်ရမ်းခြင်းတွေကိုခံစားရပြီးတော့စအိုးဝမှာဆိုလို့ရှိရင်ခက်မမအခုတစ်ခုဖြစ်စေနိုင်ပါတယ်เนาะ ဒါဆိုလို့ရှိရင်ဒီလိုက်ကောင်းမှဆိုလို့ရှိရင်အသွင်းလိုက်ကောင်းရောအပြင်လိုက်ကောင်းရောအားလုံးသိကြပြီပေါ့နော်ဒီလိုက်ကောင်းဝေဒနာတွေမှာဆိုလို့ရှိရင်ပါတွေသိတာသိလဲဆိုလို့ရှိရင်အမြင်တတ်တွေကိုပို့ပြီးတော့စားပေးသိတယ်နော်အမြင်နဲ့တွေ့စားတဲ့အခါမှာဆိုလို့ရှိရင် အစားတဲ့အပြင်လိုအပ်တဲ့အဖြစ်ဆုစာတွေပါတောက်သုံးပေးရမယ်ဥပမာအမြင်နဲ့တွေ့ရဖို့အတွက်ဆိုလို့ရှိရင် အောက်ကျုံလေးကျုံလေးစပယ်ရီတီတွေစစ်တော်တီတွေဖျက်တီတွေ လိမ်မော်တီးတွေပန်းကော်ဖီစိမ်းတွေဟင်းနူးမွေတွေမုံလာဥပွေအလူတွေဒီဟင်းနီးရက်တွေပေါ့နော်ပြီးလို့ရှိရင်အဆန်စိတ်တွေလိုမျိုးစားပေးလို့ရပါတယ်နော်နောက်တစ်ခုမှဆိုလို့ရှိရင်ရေများများတော့ဝမ်းမှန်စေဖို့ကရေကပဲအကောင်းဆုံးဖြစ်ပါလိမ့်မယ်နော် ။တင်မောတိစားတဲ့တဘာဝတီးနှံတွေကိုလည်းအားကိုးနိုင်ပါတယ်နော်။နောက်တစ်ခုမှဆိုလို့ရှိရင်အလေးပေမရင်သတိထားပေးဖို့လိုပါလိမ့်မယ်။အလေးပေမလာတဲ့ခါကျလို့ရှိရင်အသက်ရှူမအောင်ထားပါနဲ့။ပုံမှန်တိုင်းအသက်ရှူထုတ်လိုက်ပါ။အောက်မထားနဲ့နော်။အနေရကိုအလွယ်ထားမသိတဲ့ဒီဥပမာဆိုလို့ရှိရင်စီးဖြစ်စီဝန်းဖြစ်စီပေါ့နော်။အောက်ထားရင်ကောင်းကျိုးမရှိပါဘူးနော်။တချို့လူတွေဆိုလို့ရှိရင်ဝန်းသွားခြင်းနေရနဲ့အောက်ထားတာမျိုးတွေဝန်းချုပ်ခြင်းကိုအားပေးသလိုဖြစ်စီပါ တယ်။လိုက်ကောင်းရှိနေပြီးသားလူတယောက်ကပို့ပြီးတော့ပို့ဆိုးစေနိုင်ပါတယ်နော်။တကယ်လို့အိမ်နာသွားချင်းလာပြီးဆိုလို့ရှိရင်လည်းချက်ချင်းသွားပါ။အလုတ်အာမထသွားမယ်ဆိုတာမျိုးတွေခဏခဏမှအောက်ထားပါနဲ့နော်။ပြီးလို့ရှိရင်ဒီလိုက်ကောင်းသမားတွေဆိုလို့ရှိရင်ပို့ထိုင်အင်တာနက်ဆိုပို့ပြီးတော့တည်တော်ပါလိုက်မယ်နော်။စာချောက်ထိုင်ရတာမျိုးထက်ရိုးရိုးအိမ်နာတွေနဲ့ဆိုလို့ရှိရင်လိုက်ကောင်းကပို့ပြီးတော့ထွက်စေနိုင်ပါတယ်နော်။ ပုံညှိထုတ်သလိုဖြစ်စေနိုင်သလိုပူထိုင်နဲ့သွားတဲ့ခါကြလို့ရှိရင်အိမ်သာခုကုံနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်နော်တကယ်လို့ဒီအိမ်နာတွေမှာဆိုလို့ရှိရင်ဒီလက်ကောင်ပိုင်ရှင်တွေဆိုလို့ရှိရင်တိတ်တာတိတ်တဲ့ဒီစောင်းရံရှောင်းရံကိုအားလုံးသိပြီးလိုက်မယ်လို့ထင်ပါတယ်နော်အဲဒါဆိုလို့ရှိရင်ဝေးရီလိုရဲ့ channel ကကျမရေဟူတူပြတွေကိုအများရန်မျှဝေပေးနေတဲ့ channel ဖြစ်တော့ကြောင့်မလို့နောက်ဗီဒီယိုတွေကိုထပ်ပြီးတော့ကြည့်ရှုနိုင်အောင်မူတီနဲ့ subscribe လေးနှိပ်တော်ပေးဖို့မမေ့ပါနဲ့နော်